အဲ့လေစာအုပ်ထုတ်ပေးထားပြီးတော့ဗောနော်ဒီလေစာအုပ်ဒီပိုင်ရှင်ဗောဒီလေလုတ်တဲ့လူနာမည်ပေါက်နဲ့ဒီစာအုပ်ကိုဒီတရားဝင်ထုတ်ပေးထားပြီးတော့ပြန်သိမ်းဝင်မရှိပါဘူးနောက်တစ်ခုလေရလေလုတ်တော်၎င်းဒါမှမဟုတ်လေကိုအချာနီးသုံးဆွဲခွင့်ခွင့်ပြုမိတ်နေချပေးတဲ့အချိန်တုန်းကဒီခွင့်ပြုမိတ်အတိုင်းကိုသူက6လအတွင်းဗောနော်သူကပေါ်ဆောင်ရတယ်ဗောနော်ပေါ်ဆောင်ရတာကိုသူက ခွင့်ပြုမိန်ရလို့တင်လိုက်ပြီဆိုလို့ရှိရင်ခွင့်ပြုမိန်သည်အဲတက်လာခွဲမှာသူကကြားတယ်။ဘာလို့ဆိုတော့ခုနပြောတဲ့ဝင်ကြီးဌာန၅ခုရဲ့ခွင့်ပြုချက်နဲ့အတူသူ့ကိုခြားပြီးတာ။အဲ့ဒါကိုသူက၆လအတွင်းမှာပေါ်ဆောင်ရင်ပေါ်ဆောင်ဟိုမှာဆက်ယုံတော့၎င်းအလုံးယုံတော့၎င်းအဲဟိုဟာဘောနော်ဟိုစိုက်ပျိုးရေးတော်၎င်းမွေးမြူရေးတော်၎င်းတခြားဟိုဟာဟိုလုပ်ငန်းပိုင်းဆိုင်ကလုပ်ငန်းရှင်ဘောနော်အဲ့ဒါမျိုးလုပ်တဲ့အခါ6လအတွင်းမှာလုပ်ရမှာ ਉ သူက6လအတွင်းမှာသူက ေါ်ဆောင်ထားတော့လေ तू မလုပ်ဘူးမလုပ်ဘဲနဲ့ तू က तू ကခေါင်းစဉ်တတာတမျိုး तू လုပ်ချင်တာတမျိုးဆိုရင်လည်းပိနေတကယ်လို့အဲ့ဒီလိုမဟုတ်ပဲနဲ့အဲ6လအတွင်းမှာ तू ကတင်လိုက်တယ်တင်လိုက်ပြီးတော့ तू ကမလုပ်ထားအောင်မလုပ်ထားတဲ့အခါကျတော့မူလလေယာပြတ်သွားပြီမူလသူ့နာမည်နဲ့ချပြီးတဲ့လေယာ तू ကတခြားနီး30ခွင့်တင်လိုက်တဲ့အခါကျတော့မူလအဲလေလုတ်တဲ့အတိုင်းဒါပြတ်သွားပြီ तू तू အတွက်ချမှတ်ပေးထားတဲ့အရာကို तू က သူကိုယ်တိုင်ဖြတ်လိုက်တာနဲ့တူတယ်ပြတ်သွားတာဖြစ်တဲ့အတွက်အချာနီသုံးဆွဲခွင့်ကိုလည်းသူကပါမစ်ချပေးထားတော့လေသူကအဲ့ဒီအတိုင်း6လအတွင်းမှာမဖော်ဆောင်မဖော်ဆောင်ဘူးဆိုလို့ရှိရင်သူ့ရဲ့မူလပုံစံခွန်105ဒီသူနဲ့မဆိုင်တော့ဘူးအစိုးရသူ့ ပိုင်မီပြက်သွားပြီအစားတည်းကအစိုးရပိုင်မီကိုသူ့ကိုပေးထားတာသူ့ကိုပေးထားပြီးတော့သူကအဲ့ဒီလေရပြက်သွားပြီးရေမရလို့ဟိုမှာတတနစ်ကိုစဘာတရေကောက်ဘလောက်အထွက်နှုံးကယော့သွားလို့အဲ့ဒါတွေဖြစ်ပြီးသူကတခြားနီးကိုတင်လိုက်တယ်တင်လိုက်ပြီးတော့6လအတွဲမှာသူကဒီစနစ်ကိုခြာပေးလိုက်တဲ့အရာကိုအကောင်ထဲမှာပေါ်တဲ့အခါမှာသူနဲ့လေနဲ့မဆိုင်တော့ပုံစံခေါ်နဲ့သူနဲ့ကာယကံရှင်နဲ့မဆိုင်တော့အစိုးရနဲ့ပဲတက်ဆိုင်တာဖြစ်တဲ့အတွက်အစိုးရသည်တိမ့်ပိုင်ဝင်ရှိသွားပြီးအဲ့ဒါတိမ့်လိုက်တယ် သူဒီရောင်းဝင်းရှိလားဆိုတော့ရောင်းဝင်းရှိတယ်သူကအစတည်းကလေကိုရောင်းဝင်းရှိတယ်လို့ပြောထားတာရောင်းဝင်းရှိတယ်ဒါပေမဲ့သူကရောင်းဝင်းရှိတဲ့လူကိုရောင်းလိုက်တယ်ရောင်းလိုက်တဲ့နောက်လူကအခုနလူအခြားနေ30ခွင့်ကိုတင်တယ်တင်ပြီးတော့ဟိုကခြာပေးလိုက်တဲ့အချိန်အတိုင်းတာအတွင်6လတာ အတွင်မှာသူဒီအကောင့်ထဲမပေါ်ဆောင်ဆိုလို့ရှိရင်အဲ့ဒီနေရာဒီအစိုးရပြန်သိမ်းလိုက်တာပါအဲ့ဒီသဘောပါတချို့ကြတော့လေလေကို အဲဒီအကွက်ရိုက်တွေပါတွေကိုခြာပေးထားတာမဟုတ်ပဲနဲ့အကွက်သွားရိုက်တယ်ရိုက်ပြီးတော့သူတင်တော့တမျိုးပေါ့နော်လုပ်ငန်းတခြားနီးတမျိုးလိုကူနဲ့တင်လိုက်တယ်ဒါမဲ့အကွက်တွေလည်းရိုက်တာလည်းတွေ့ရောအမအစိုးရတရားစွဲတဲ့သဘောနဲ့တိမ့်မလိုက်တယ်အဲ့ဒီသဘောနဲ့လယ်မြေတွေတချို့အသိမ်းခံရတာပါကျေးဇူးတင်ပါတယ်ရှင်